မကျဲဘူးလို့နေတာကျဲစရာလေးတွေးတော့ကျဲရမှာပေါ့နော်ပြောစရာလေးတွေးတော့ပြောရမှာပေါ့အဲ့တော့ဘာဘာကိုသွားပြီးတော့မှဒီနေ့ပြောချင်တယ်ဆိုတော့မနေ့ကဗီဒီယိုဖိုင်တစ်ခုတွေးလိုက်တယ်စတိတ်ရှိုးကဗီဒီယိုဖိုင်အားလုံးကြည့်ပြီးဗီဒီယိုမျောလင့်ပါတယ်နော်ဒါမှထပ်ပြောဖို့အတွက်ကိုဗဇက်ကအဲ့ဒီရဲ့ဗီဒီယိုဖိုင်ရဲ့ပြောတဲ့စကားလုံးတွေကိုဗဇက်ကနေထွက်ဖို့အတွက်အဆင်မပြေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မဗဇက်ကနေထွက်ပြလို့အဆင်မပြေဘူးဒါပေမဲ့အကုန်လုံးအဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးပြီလို့မျှော်လင့်တယ် เนาะสเตทเซนมอมาแรปเปอร์ดีล่ะบาร์ดีล่ะတော့မသိဘူးเนาะဟုတ်တယ်เนาะကြည်ပြီးပြီလို့ထင်တယ်เนาะကြည်ပြီးပြီလားကြည်ရသေးဘူးလားမကြည်ရသေးရင်ပြောမကြည်ရသေးရင်ပြောအစာပိုင်းခွင့်ပြမယ်မကြည်ရသေးရင်ပြောเนาะဆိုတော့အဆုံးထိကတော့အမေနှမကြည့်ဖို့အတွက်ကိုမတင်တော်ဘူးเนาะညီကိုမောင်မွားတွေအတူတူကြည့်ဖို့အတွက်ကိုမတင်တော်ဘူးစကလုံးနေအရန်ကို လိန်ဆက်ဆံပြီးစောက်ကလေးမရစေနဲ့ကိုလုံးသုံးဒီလေစောက်ကလေးမျိုးနဲ့လို့တာလို့တော်ပြီနော်အရန်ဆိုးလို့ဆက်ပြီးမဖွင့်ပြတော့ဘူးဒါဆိုရင်ဒီဗီဒီယိုဖိုင်ကြည့်ပြီးလောက်ပြီလို့ကျွန်မမျှော်လင့်တယ်နော်ဆိုတော့ အဲ့ဒီဗီဒီယိုပိုင်းနဲ့ပတ်သက်လို့ကျွန်မပြောချင်တယ်။အဲ့တော့ဒီခေတ်လူငယ်တွေကစင်ပေါ်မှာရိုင်းရင်အောက်မှာရေးဆိုလူငယ်တွေက hard ခါတဲ့ကိုလေဟာအောပါတွေပေးကြတယ်။မူးနေလို့လားယူးနေလို့လားတော့မသိဘူးပေါ့နော်။ဆိုတော့ကျွန်မအဲ့ဒါကိုသွားကြည့်ပြီးဘာကိုသွားပြီးတော့မှမြင်လဲဆိုရင်ကောသလမင်းကြီးရဲ့အိမ်မက်ဆက်၆ချက်တင်ကတစ်ချက်ကိုသွားပြီးတော့မှမြင်တယ်နော်။ပညာမဲ့တဲ့သူတွေစင်ပေါ်ရောက်လို့ရှိရင်ဆိုတဲ့ဟာကိုကျွန်မသွားပြီးတော့မှမြင်မိတယ်။ဆိုတော့ကျွန်မတို့ကအာဒီစကားတွေဟာ လူအများပရိသတ်အလင်မှာပြောတဲ့နဲ့စကားလားမပြောတဲ့နဲ့စကားလားဆိုတာကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိလောက်အောင်ကိုခုခေတ်လူငယ်တော်တော်များများရဲ့အုံနောက်တွေကပျက်စီးနေကြပြီလားအကုံလုံးကိုမစိုးလို့ဘူးနော်အကုံလုံးကိုမစိုးလို့အဲ့တော့မူးယစ်စိမ်းဝါးကြောင်လားအရက်ကြောင်လားဘာကြောင့်လဲเนาะဆိုတော့ဒါကြီးကြတော့အယမ်းလုံလုံအကြည့်ပြီကျမတို့ကဒီလိုမျိုးလိန်ဆက်ဆန်တဲ့ကိစ္စတွေကာမဆက်ဆန်တဲ့ကိစ္စတွေကိုအရှက်အကြောက်ကင်းစွာနဲ့ပြောတယ်ပြုတ်တယ်ဆိုတာက တိဆန်နေရပဲပြုံမှုပြောဆိုနေထိုင်လုတ်ကင်ရတာလူတွေကမလုတ်ကြဘူးเนาะအဲ့တော့မြက်စွာဖျားဟောတဲ့တရားမှလည်းရှိရဲ့ဟိရီအော်တပါဆိုတဲ့တရားเนาะဟိရီအော်တပါဆိုတာဘာလဲဆိုရင်ဖျားရှင်ကလောကအပေါ်မှာကောင်းမှုတွေကိုအခြေခံနဲ့တရားတွေတတ်တန်းကြာရှည်အောင်လို့ဟောကြားခဲ့တဲ့နိလန်းနှစ်ပါး ဟီရီရဲ့အော်တက်ပါရဲ့ဆိုပြီးတော့မှနော်ဟီရီဆိုတာကဘာလဲဆိုရင်ကိုကိုကိုအပေါ်မှာမိမိကိုကိုအပေါ်မှာရှက်တက်တဲ့စိတ်မကောင်းတာကိုပြုမူရင်ရှက်တက်တဲ့စိတ်ကိုဟီရီလို့ခေါ်တယ်နော်မကောင်းတာကိုပြုတာအောင်မဝင့်တဲ့စိတ်ဟီရီရှက်တက်တဲ့စိတ်ကို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 အရှက်ခံစိတ်ဖြစ်တတ်တဲ့ဟာကိုဟီရီလို့ခေါ်တယ် အော်တက်ပါဆိုတာကကြတော့ကြောက်တက်တဲ့စိတ်เนาะအဖြစ်ကိုအဖြစ်ပြုရမှာကိုကြောက်တက်တဲ့စိတ်ကိုအော်တက်ပါလို့ခေါ်တယ်အဲ့တော့ဟိရီအော်တက်ပါတရားမရှိဘူးဟိရီအော်တက်ပါတရားမရှိဘူးလို့လူတွေကပြောကြတယ်မလားအဲ့တော့ဟိရီဆိုတာကရှက်တက်တဲ့စိတ်မကောင်းတာပြုရမှာရှက်တက်တဲ့စိတ်အော်တက်ပါဆိုတာကမကောင်းတာပြုရမှာကိုကြောက်တက်တဲ့စိတ်အဲ့ဒါကိုအော်တက်ပါလို့ခေါ်တယ်အဲ့တော့အခုကတော့ဟီဒီလည်းမရှိတော့အော်တက်ပါလည်းမရှိတော့ဟီဒီအော်တက်ပါလုံးဝကိုမရှိတော့ဘဲနဲ့စတိတ်စင်ပေါ်မှာအဲ့တော့ကျွန်မပြောချင်တာကလေ ကျမတို့တွေကကာလန်ဒေတန်ဆိုတာရှိတယ်เนาะအဲ့တော့အနုပညာလုပ်တယ်ဆိုရင်လေကျမအဲ့ဒီဆင်းတဲ့ခုနဆင်းမော်တက်ပြီးတော့မှအဲ့ဒီပြောတဲ့ခလေးကိုကျမကြည်လည်းမကြည်ဘူးသိလည်းမသိဘူးဘာအနုပညာရှင်မှလဲကျမမသိဘူးကြည်ရတာတော့ rapper တွေလို့ထင်တာပဲဝစ်ပုံစားပုံပြောပုံဆိုပုံတွေအများတော့ rapper တွေဖြစ်လိမ့်မယ်เนาะဆိုတဲ့ခါကျတော့ကြည်လည်းမကြည်ဘူးမြင်လည်းမမြင်ဘူးတို့ရဲ့အနုပညာကိုကျမတို့သိလည်းမသိဘူးเนาะဆိုတော့ဒါပေမဲ့လေဒီဗီဒီယိုဖိုင်လေးကိုကြည်ရလိုက်တဲ့အချိန်မှာအင်မတန်စိတ်မကောင်းစွာဖြစ်တယ်เนาะအိုးဆိုပြီးတော့မှကြောက်လဲကြောက်သွားမိတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ အမှုပညာရှင်နေဆိုတာကလေအများအတွက်ကိုကျမတို့ကအရန် influence ဖြစ်ပါတယ်နော်အမှုပညာရှင်နေအဲဒီလိုမျိုးကျမတို့ social influencer တွေပေါ့အဆသဖြင့်ပိဋကပေါ်မှာအရန်ဩဇာလွှမ်းမိုးပါတယ်အရန်ဩဇာတက်ရောက်မှုရှိပါတယ်ကျမတို့အမျိုးသားတွေငငယ်ကဆယ်ကျော်တက်အရွယ်ကစိတ်လေးတောက်တက်တာဆိုရင်မင်းသားကျော်သူတို့စိုးသူတို့ရဲ့ ရုပ်ရှင်တွေပေါ်မှာသူတို့ယူသွက်ခဲ့ပြီးတော့မှမင်းသားတွေ item နဲ့စတိုင်နဲ့စစ်လိတောက်တယ်လေဒိုးကလေးတို့ဘာတို့လားเนาะအဲ့လိုမျိုးမှလေစစ်လိတောက်နောက်တစ်ခါ Marble Secret ကြော်ညာတို့ဘာတို့မှစစ်လိတောက်တာတွေမြင်ပြီးတော့မှစင်ချောသက်တော်တော်များများစစ်လိတောက်ထက်ခဲ့ကြတယ်ဒါဟာကျွန်မဒီဒီအမှုပညာရှင်တွေကိုအပြစ်ပြောတာမဟုတ်ဘူးအမှုပညာရဲ့ influence ကိုပြောတာเนาะနောက်တစ်ခါကိုရီးယားကကဘာကို ထိုးပေါက်တာဘာနဲ့ထိုးပေါက်သွားလဲ Korean Wave ဆိုပြီးတော့မှအမှုပညာနဲ့ကဘာကိုထိုးပေါက်သွားတယ်ကိုရီးယားရဲ့အစားအစာတွေကိုရီးယားရဲ့ယဉ်ကျေးမှုတွေစသဖြင့်เนาะအဲ့တော့ကျွန်မတို့မြန်မာပြည်မှာလည်းအမှု ုပညာရှင်တွေဟာလူငယ်တွေဆိုလဲလူငယ်တွေရဲ့ရှေ့ဆောင်တိုင်းပြအိုက်တော်တွေနော်ဟာကြည်ပြီးတော့မှလူငယ်တွေကအားကြတယ်အနုပညာရှင်တွေဆိုရင်အနုပညာရှင်တွေဝစ်တာစားတာပြောတာဆိုတာနေတာထိုင်တာကိုအရန်အတူယူကြတယ်အဲ့တော့ဒီအနုပညာရှင်တွေကလည်းမိမိရဲ့ပြောဆိုပြုမှုဆောင်ရွက်ပုံတွေဟာအများပြည်သူပရိသတ်အပေါ်မှာအစိတ်အတော့မဖြစ်စေဖို့အရန်အရေးကြီးတယ်ရိုင်းဆိုင်တာဟာကိုရာမဟုတ်ဘူးဒါဟာရိုင်းလားရိုင်းဆိုင်တာ နော်ဒီစကားဟာပညာဖြန့်မျှဝေတဲ့ပညာဖြန့်ဝေတဲ့စကားမျိုးမဟုတ်ဘူးအသိပညာမျှဝေတဲ့စကားမျိုးမဟုတ်ဘူးရိုင်းဆိုင်တဲ့စကားအဖြစ်တက်ရောက်တယ်အပြောမတက်တော့ဆဲတယ်လို့ပေါ့ဟုတ်တယ်နော်ဆိုတော့ဒါဟာအာအမေနဲ့သားအဖေနဲ့သမီးညီကိုမောင်တို့မှချင်းအတူတူနားထောင်လို့မကောင်းတဲ့စကားလုံးမျိုးကိုဖြစ်တယ်ရိုင်းဆိုင်နေအဲ့တော့အမှုပညာရှင် ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုဖိုင်တွေဟာအများကြီး ပြန့်သွားနိုင်နေเนาะအတူယူတွေအများကြီးလွဲမှားသွားနိုင်နေအဲ့တော့အစိမ့်အတာဖြစ်ပါလေပြောချင်တာပြောမယ်ဆိုချင်တာဆိုမယ်ပြီးရင်တောင်းပန်လိုက်ရင်ရတယ်ဆိုတော့ဟာမျိုးတော့မဖြစ်သင့်ဘူးလို့ကျွန်မကဒီလိုလေးတော့အာခံစားမိတယ်เนาะကျွန်မတို့ဗညာဖုံးပြေးလာเนาะဗညာဖုံးပြေးရဲ့ MTV လေးရိုက်တယ်အမြင်မတင်တယ်ဘူးဆိုပြီးတော့မှဗညာဖုံးပြေးထောင်ကြရတယ်နေတူတယ် ်နော်ဆိုတော့အဲဒါတော်မှပင်အရန်ကြီးအခြေအနေဆိုးဆိုးဝါးဝါမြင်ကွေးမျိုးမဟုတ်သေးဘူးဒီလိုစကလုံးမျိုးဆိုရင်ပို့ပြီးတော့မှစိုးဝါးတယ်လို့ဒီလိုလေးမြင်ပါတယ်နော်အဲ့တော့ကျမတို့ကကျမတို့ပြည်သူတွေအနေနဲ့ဆိုလို့ရှိရင်ဝေဖန်နေတိုက်ခိုက်တယ်အပြစ်ပြောတယ်ဆိုပြီးတော့မှကျမတို့ထောက်ခံတဲ့သူမထောက်ခံတဲ့သူတွေနဲ့ဝိဝါဒကွဲပြားတယ်အဲ့တော့တပ်ဆိုင်ကအာဏာပိုင်နေနဲ့အနေနဲ့ဆိုရင်တော့ ထိန်းចောင်းနေဆိုရင်တော့အမှန်တရားဖြစ်ပါလိမ့်မယ်เนาะဒါမျိုးလုံရင်ဒါမျိုးပြောရင်ပြောလို့မရဘူး ဒါမျိုးလုံးရင်လုံးလုံးမရဘူးဆိုတာကိုတက်ဆိုင်ရာအစည်းအရုံးတွေကနေတဆင့်ကျွန်တော်တို့တွေကဒါအမှုပညာရှင်တွေကိုကျွန်တော်တို့ဒီ information တွေကိုမျှဝေထားဖို့လိုတယ်ဒီလိုမျိုးကြော်ညာတွေကိုမျှဝေထားဖို့လိုတယ်အသည့်တွေကိုမျှဝေထားပေးဖို့လိုအပ်တယ်ကျွန်တော်တို့ခုနလိုစီးမင်းစီကန်းတွေကိုမျှဝေထားဖို့လိုအပ်တယ်နော်ဆိုတော့တက်ဆိုင်ရာဂီတာအစည်းအရုံးသဘင်အစည်းအရုံးရုပ်ရှင်အစည်းအရုံးစသဖြင့်ဒီလိုအစည်းအရုံးတွေကလည်းမိမိရဲ့အသင်းဝင်တွေကိုနော်ဒါမျိုးတွေပြုမှုပြောဆိုဆောင်ရွက်တာတွေကိုထိန်းကြားဖို့လိုတယ် ်အဲ့ဒီအနေမှာတဆင့်ကျမတို့နိုင်ငံတော်အစိုးရအနေနဲ့လည်းဒီဥစ္စာတွေကို ကျမတို့လက်သင့်မခံဘူးဆိုတာလေးကိုတော့ပြဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လေလူငယ်တွေအတွက်လမ်းမရောက်တယ်။နော်လူငယ်တွေအတွက်ကျမတို့တွေဒီတိုင်းကိုခုနလိုပေါ့လူတော်ထဲမှာတော့ချနာထောင်လိုက်လို့မသိတဲ့စကလုံးတွေဖြစ်တာပေါ့။အဲ့တော့ဂေါ်ရာနဲ့ခိမီရာနဲ့ရိုင်းတာနဲ့ဟာမတူဘူး။ ီတာခစ်ဆန်တာခစ်ရှိပြေးတာနဲ့ကျမတို့ရိုင်းဆိုင်တာယုံလာတာအောက်တန်းကြတာနဲ့လည်းမတူဘူးဒါဟာကြတော့ကျမတို့လူနဲ့မတူတော့ဘူးเนาะကျမခုနကပြောသလိုကာမဆက်ဆံတဲ့ကိစ္စရင်းလိန်ဆက်ဆံတဲ့ကိစ္စတွေကိုလူရှိမရှောင်သူရှိမရှောင်ပြောဆိုပြုတ်မှုဆောင်ရွက်တာဟာတတိဆန်တွေပဲလုပ်တဲ့အလုပ်လူတွေမလုပ်ဘူးအစင်းမြင့်တဲ့လူမျိုးလူမှုအဖွဲ့အစည်းမှာဘယ်သူမှလက်မခံဘူး နော်အဲ့တော့အောက်မှာတော့တဝင်းဝေးတဝါးဝါးနဲ့ထောက်ခံကြရမူးနေလို့လားယူးနေလို့လားတော့မပြောတတ်ဘူးပေါ့နော်အဲ့တော့ကျမတို့တွေကလက်ပိုက်ကြည့်နေမယ်ဆိုရင်တက်ဆိုင်ရာတာဝန်ရှိတဲ့အကြီးအကဲတွေအကုန်လုံးနဲ့ကျမတို့ဒီပြည်သူတွေအကုန်လုံးကလည်းလက်ပိုက်ကြည့်နေမယ်ဆိုရင်ကြာလာလို့ရှင်အမားတွေဟာအမှန်ဖြစ်လာလိမ့်မယ်ရိုင်းဆိုင်တာတွေအမှန်ဖြစ်ပြီးကျမတို့လူမျိုးဟာရိုင်းဆိုင်တဲ့လူမျိုးဖြစ်သွားလိမ့်မယ် အမေအမေမမ်းမသိအဖေအဖေမမ်းမသိနှမနှမမမ်းမသိနော်ကျမတို့ဆရာဆရာမမ်းမသိနော်လူကြီးလူကြီးမမ်းမသိဆိုတဲ့ဟာမျိုးတွေကြာလာလို့ရှိရင်ဖြစ်လာပါလိမ့်မယ်ဒါကြောင့်မလို့မှားတာကိုတော့မှားတယ်လို့ပြောပြရစီရိုင်းတာကိုတော့ရိုင်းတယ်လို့ပြောပြရစီအဲ့တော့ကျန်တဲ့လိုအပ်တဲ့ ပြောဆိုဆုံးမမှုတွေကိုတော့သက်ဆိုင်ရာတာဝန်ရှိတွေသူတွေကဆောင်ရွက်ပေးပါเนาะကျွန်တော်တို့ပြည်သူတွေကပြောရင်ခုနပြောသလိုမျိုးဝေဖန်နေတိုက်ခိုက်တယ်အဲကျွန်တော်တို့တွေကမနာလိုတဲ့အဲစသဖြင့်ဒီလိုဟာမျိုးတွေဖြစ်เสียရတွေရှိတယ်ပေါ့เนาะအဲ့တော့သက်ဆိုင်ရာတာဝန်ရှိတဲ့သက်ဆိုင်ရာအစည်းအရုံးတွေသက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းတွေကနေပြီးတော့မှဒါလေးကိုတည်တည်ချာချာလေးမှားယွင်းနေဆိုတဲ့အကြောင်းလေးကိုပြသပေးပါလို့ဒီညာကနေပြီးတော့ပဲကျွန်မကဒီကလေးတွေကိုလည်းအတူယူမလွဲမှာဖို့ကိုပြောပါတယ်เนาะဒါသည် မူးလို့ပါယူးလို့ပါစိတ်မမှန်လို့ပါဆိုတိုင်းစော်ကားချင်တိုင်းစော်ကားလို့မရဘူးရိုင်းချင်တိုင်းရိုင်းလို့မရဘူးဟုတ်လားအဲ့တော့မူးနေလို့သူများအသက်ကိုရန်ရှာမိတယ်ယူးနေလို့သူများအသက်ကိုရန်ရှာမိတယ်ဥပဒေအရကင်းလို့ခွင့်ရှိလားရှိဦးနော်ထိုက်တဲ့နဲ့ပြစ်မှုပြစ်ဒဏ်တွေရှိတယ်မူးရင်လည်းကျူးလွန်လို့မရဘူးယူးရင်လည်းကျူးလွန်လို့မရဘူးဟုတ်လားအဲ့တော့ဂေါ်ရာနဲ့ရိုင်းတာနဲ့မတူဘူးဒီတယောက်ကိုလက်ခံလိုက်နောက်ထပ်တယောက်လာမယ် နောက်ထပ်တစ်ယောက်ကိုထပ်ကန်လိုက်နောက်ထပ်နောက်ထပ်အများကြီးတွေရောက်လာမှာဟုတ်လားဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ rapper rapper ဆိုရင်ရိုင်းရတာလားဒါဆိုကြံတဲ့ rapper တွေအားနာစရာမကောင်းဘူးလား rapper ဆိုရင်စင်မော်တက်ပြီးအဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်တွေပြုတ်မှုတာလားဒါဆိုရင်ကြံတဲ့ရင်ရင်ကြည်ကြည် rapper တွေကခင့်မဲ့မိတာလားဟုတ်လားဆိုတော့ဟိုဒါဟာအသိပညာမျှဝေတာလည်းမဟုတ်ဘူးဒါဟာရိုင်းတာနော် state စင်မော်မှာတက်ပြီးတော့မှရိုင်းဆိုင်တာဒီလိုရိုင်းဆိုင်လို့မရအောင်မူးလို့လည်းမရအောင်ယူးလို့လည်းမရအောင်ဝမ်းနေနေလို့လည်းမရအောင် ဟုတ်လားအဲ့တော့ပြည်သူကိုဖျော်ဖြေဖို့အတွက်ပြည်သူရှေ့ကိုရောက်လာပြီဆိုလို့ရှိရင်မူးလို့ကျွန်းလွန်လိုက်မိတာပါယူလို့ကျွန်းလွန်လိုက်မိတာပါဝမ်းနေနေလို့ပါဝမ်းတာနေလို့ပါပြုံလို့ပါမရဘူးနော်အဲ့ဒါတွေအကုန်လုံးကို control လုပ်နိုင်မှာအများပြည်သူရှေ့ကိုရောက်လာဖို့တင်တယ်ယူနေရင်လည်းစင်မမတင်နဲ့မူးနေရင်လည်းစင်မမတင်နဲ့ဝမ်းနေနေရင်လည်းစင်မမတင်နဲ့ဟုတ်လားကျမပြောတာ နော်အဲ့တော့ ရသွားတယ်ကင်ပြောလို့ဘာမှမဖြစ်ဘူးဆိုရင်လူတွေကဝိုင်းပြီးတော့မှမဝေဖန်ဘူးကွာလူတွေကဝိုင်းပြီးမှမစင်ဘူးကွာလူတွေကဝိုင်းပြီးတော့မှမထောက်ပြဘူးကွာဆိုရင်မှန်နေသူကသူ right ပဲဖြစ်မှာလေမှန်တယ်ငါလောက်တောင်ငါပြောတာမှန်တယ်တွေ့လားအဲ့တော့ဒီတပွဲမှာဒီလိုပြောရင်နောက်တပွဲကျရင်အဲ့ဒီ test ရိုင်းနဲ့ attention မျိုးနဲ့ထက်ရိုင်းမှာကျမတို့တွေကဘာမှမထောက်ပြလိုက်ဘူးမပြောဘူးဆိုလို့ရှိရင်ရရင်ဆိုတဲ့ဟာနဲ့မရလို့မှ တောင်းပန်တာရရင်ဆက်လုပ်မှာ မရလို့တောင်းပန်တာနော်မရလို့မှတောင်းပန်တာမတ်ရွှေလုံးမတွေ့ပြီးပြီမရလို့မှတောင်းပန်တာရရင်ဆက်လုပ်မှာအဲ့တော့တနာစရာကောင်းတိုင်းပြစ်မှုကျွလုံးလို့ရလားရိုင်းလို့ရလားဝမ်းနေနေတိုင်းရိုင်းလို့ရလားပြစ်မှုကျွလုံးလို့ရလားမရဘူးနော်လူတော်လူကောင်းနေဟာအများကအတူယူရတဲ့ဒီလိုမျိုး အမှုပညာရှင်တွေဟာအဲ့လောက်မှစိတ်ဓာတ်မခိုင်မရင်စင်မတက်မလာခဲ့နဲ့ဟုတ်လားဝမ်းနေလို့ရိုင်းမိတာပါမူးလို့ရိုင်းမိတာပါယူးလို့ရိုင်းမိတာပါဆိုရင်ဘာဖြစ်လို့အဲ့လိုမူးတာတွေယူးတာတွေလူလူတွေကိုဘာဖြစ်လို့စင်မတင်ပေးတာလဲဟုတ်လားဒီတရားကိုလက်ခံရင်နောက်တရားဒီလိုဖြစ်လို့ပလင့်လိုက်ရမယ်ဆိုရင်ကျမတို့ကဒီလိုမဖြစ်လို့မပလင့်လိုက်ရတဲ့သူတွေကပြစ်မှုခံထားရတဲ့သူတွေအတွက်ကျမတို့တရားလားမတရားဘူးလေဟုတ်လား မျက်ရည်ကန်ထိုးရင်တော့ကျမတို့ကလှုပ်ပေးရမယ်မျက်ရည်ကန်မထိုးတဲ့သူကတော့ကြခံရမယ်အပြစ်ကိုဆိုရင်ဒါကျမတို့ကမတင်အားဘူးဒါဆိုရင်ညီမျှမှုမရှိဘူးအားလုံးကဝိုင်းဝန်းထောက်ပြလို့သာရင်မှားပါလေလို့တောင်းမှန်းတာအားလုံးကဝိုင်းဝန်းမထောက်ပြဘူးမပြောဘူးပွဲမစူဘူးဆိုရင်နောက်ပွဲကျရင်ဒီထက်ပိုရိုင်းမှာဟုတ်လားကျွန်တော်ပြောတာဟုတ်လား ရိုင်းတာဟာခေါ်တာမဟုတ်ဘူးဘယ်နိုင်ငံဘယ်လူအဖွဲ့အစည်းအားမှာရိုင်းဆိုင်တဲ့သူတွေကိုလက်မခံဘူးလူငယ်တွေအတွေ့အယူမမားနဲ့အဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်နေနဲ့လောကလန်းကိုအောင်မြင်အောင်ရှောက်နှမ်းလို့မရဘူးကိုလည်းတစ်ချိန်လူကြီးဖြစ်လာမှာကိုလူကြီးဖြစ်လာတဲ့အချိန်ကျရင်ကိုကိုရိုင်းရိုင်းဆိုင်ဆိုင်ဆိုရင်ရောကိုရောခံနိုင်လားမခံနိုင်ဘူးเนาะအဲ့တော့လူငယ်ဘဝမှာနေရရိုင်းဆိုင်တဲ့လူငယ်တယောက်မဖြစ်အောင်နေထိုင်ရမယ်ဟုတ်လား ကျမပြောတာမျက်ရည်ကန်ထိုးရင်တော့ဥပဒေကနေကင်းလို့ခွင့်ရှိတယ်မျက်ရည်ကန်မထိုးခဲ့တဲ့ဗညာဖုံးပြေးကြတော့ထောင်ကြတယ်ဟုတ်တယ်နော်အခုဒါကတော့ဘာဖြစ်နေလို့ညာဖြစ်နေလို့ပါဆိုပြီးတော့မှကင်းလို့လိုက်ရမယ်ဆိုရင်ဟိုမှာ MTV နဲ့ထောင်ကြခဲ့တဲ့မင်းသားအားနာဖို့ကောင်းတယ်လေမြတ်တာရမယ်ဖဲဖြစ်ရမယ်ဒါကိုကျူးလွန်ရင်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ဒီလိုခံရမယ် အမှုပညာရှင်တွေပို့ပြီးတော့မှသတိထားဖို့လိုအပ်ပါတယ်နော်အဲ့တော့ပြီးတော့မှယူနေလို့ပါမူးနေလို့ပါဝမ်းနေနေလို့ပါဝမ်းတာနေလို့ပါ ਨੇ မျက်ရည်ကနေမထိုးနဲ့ပိယိတ်တရားငပေါ်မဟုတ်ဘူးရိုင်းတဲ့နိုင်ရိုင်းပြီးတော့မှတောင်းပန်ပါတယ်မလုံးနဲ့မရိုင်းငင်ကစဉ်းစားဟုတ်ပြီနော်အဲ့တော့လူငယ်တွေလည်းဒါဟာအတူယူရမယ့်ကိစ္စမဟုတ်ဘူး နော်ဒါဟာဂွန်ရာမဟုတ်ဘူးဒါဟာမမှန်ဘူးနော်ဒီလိုရိုင်းဆိုင်တဲ့သူတွေကိုလူအဖွဲ့အစည်းကလက်မခံဘူးနော်ကျမတို့ကယဉ်ကျေးတဲ့လူမှုအဖွဲ့အစည်းကိုကျမတို့ကတီဆောက်ဖို့လိုအပ်တယ်နော်အဲ့ဒါဒီလူငယ်တွေရဲ့လက်ထဲမှာရှိတယ်လူငယ်တွေဟာတပြေးပြေးနဲ့လူကြီးဖြစ်လာမှာဒီဒီလူငယ်ဘဝမှာပဲတည်တတ်နေမှာမဟုတ်ဘူးသားတို့သမီးတို့ကလည်းတစ်ချိန်ကျရင်ဒိုးတွေလိုအသက်ကြီးပဲနေ့စဉ်နဲ့အမျှအားလုံးကအသက်ရှူတိုင်းအသက်ကြီးနေတာအသက်ကြီးလာမှာ နော်မိနစ်တိုင်းစက္ကန့်တိုင်းအချိန်တိုင်းဟာအသက်ကြီးနေတာစက္ကန့်နဲ့အမြောက်အသက်ကြီးနေတာတစ်စက္ကန့်ချင်းတစ်စက္ကန့်ချင်းမတိပေမဲ့တရက်ဆိုရင်တိတာတယ်တလဆိုရင်တိတာတယ်တနှစ်ဆိုရင်တိတာတယ်ဆယ်နှစ်ဆိုရင်တိတာတယ်တစ်ပြေးပြေးနဲ့ကြီးလာမှာပါ နော်။နာရီစက္ကန့်တွေအချိန်တွေပေါင်းလိုက်လို့ရှိရင်တစ်ဖြည်းဖြည်းနဲ့ကြီးလာမှာပါ။ဒါကြောင့်မလို့နောက်အနာဂတ်အတွက်လူကြီးဖြစ်လာမယ့်သားတွေသမီးတွေဟာယဉ်ကျေးတဲ့လူအဖွဲ့အစည်းကိုတည်ဆောက်ဖို့လိုအပ်တယ်။ယဉ်ကျေးတဲ့လိမ္မာတဲ့နော်တကင်းကိုတော်တဲ့ထက်မြက်တဲ့ကလေးတွေဖြစ်ဖို့လိုအပ်တယ်။အဲတော့မှားတာကိုမှားတယ်၊မှန်တာကိုမှန်တယ်၊ရိုင်းတာကိုရိုင်းတယ်ဆိုတာကိုခွဲခြမ်းဆုံးဖြတ်တတ်တဲ့ဝေဘန်ပိုင်းခြားတတ်တဲ့အသိဉာဏ်ရှိတဲ့ကလေးတွေဖြစ်ဖို့လိုအပ်တယ်။ရိုင်းနာဟာခေါ်တာမဟုတ်ဘူးသားတို့သမီးတို့နော်။ အဲ့ဒါကိုဂေါ်တယ်ဆိုတဲ့သူတွေကိုကျွန်မမေးချင်တာဟာစင်မောကတက်ပြောဘာဖြစ်လဲဂေါ်တယ်လေးဆိုတဲ့သူတွေကိုအဲ့ဂေါ်တယ်လို့ပြောတဲ့သူတွေရဲ့နှမတွေအမတွေတမီးတွေအဲ့လိုကောင်မျိုးတွေနဲ့လွတ်ရဲလားလွရဲလားစိတ်ချမချလွရဲလားဒီစကလုံးတွေကို ပြောဆိုနေတဲ့သူတွေ ਨੇ ကိုယ့်ရဲ့သမီးလေးတွေကိုထည့်ရဲလားကိုယ့်ရဲ့ညီမတွေအမတွေကိုထည့်ရဲလားအဲ့ဒါပဲစကလုံးရဲ့တန်ဖိုးလူရဲ့လူကျင်ဝက်နော်ပြောတဲ့မပြောတဲ့ဆိုတော့အဲ့ဒါပဲအဲ့တော့ဒီလိုလူကြားထဲမှာတော့မှဒီလိုစကလုံးကိုပြောရင်းတဲ့ကောင်းနေဟာလူ क्वे ရာမှာလဲသူ့စကလုံးနေအတိုင်းအကောင့်ထဲပေါ်ဖို့ဝင်လေးမဲ့ကောင်းနေမဟုတ်ဘူး အဲ့တော့ဂေါ်ပါလေဆိုတဲ့သူတွေကိုကျွန်မမေးချင်တာကိုနှမတွေကိုအမတွေကိုသမီးတွေအဲ့ဒီလိုကောင်းနေနဲ့ထဲရင်လားပဲမေးချင်တယ်နော်ကိုသမီးတွေကိုနှမတွေကိုအမတွေအာကိုဆွေမျိုးတွေကိုမထည့်ရဲဘူးဆိုလို့ရှိရင်မမြောက်ဘေးနဲ့ရိုင်းတာဟာရိုင်းနေဒါပဲ